ယေရှုပြည်နာမအားလုံးကျမချမ်းသာကြပါစေ။ကျမတို့အခုထူးထူးရွေးကောက်ပွဲရဆိုလို့ရှိရင်တပတ်ကြော်ကြော်လေးပဲလူပါတော့တယ်။ဒီရွေးကောက်ပွဲဟာတည်တည်ငြိမ်ငြိမ်အေးချမ်းချမ်းတရားမျှတတာဖြစ်ဖို့အတွက်ကျမတို့အားလုံးဝိုင်းပြီးကြိုးစားရပါမယ်။အထူးဖြင့်ပြည်သူတွေရဲ့ခန္ဓာဟာအရေးကြီးပါတယ်။ဒါကြောင့်မလို့ရွေးကောက်ပွဲနဲ့ပတ်သက်လို့ဆောင်ရွက်ဆောင်ရွက်များကိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်ကအများပြည်သူသိဖို့အတွက်အခုတတိပေးလိုက်တာဖြစ်ပါလေ။ကျမတို့ဒီချက်တွေကိုဖတ်ပြပါမယ်။မရှင်းတာလေးရှိလို့ရှိလို့ရှိရင်လည်းအဖွဲ့ချုပ် ယုံကြည်ကိုဆက်သွဲပြီးတော့မင်းမြန်းလို့ရပါတယ်ရွေးကောက်ပွဲကြီးမှာဆက်ဆက်မဲပေးဖြစ်အောင်မဲပေးကြပါကိုယ်တိုင်ပေးပါကိုစားမဲပေးလို့မရပါဘူးမဲယုံကိုအတတ်နိုင်ဆုံးစောစောသွားပါညနေ၄နာရီမဲယုံမပိတ်ခင် ရောက်တော့အောင် ရောက်အောင်သွားပါလူများနေလို့ရှိရင်တန်းစီပြီးစောင့်မှမပြန်သွားပါနဲ့မဲယုံပိတ်ချိန်လွန်ပေမဲ့လေမဲယုံပရဝင်အတွင်းမှာတန်းစီပြီးစောင့်နေတယ်ဆိုလို့ရှိရင်မဲပေးပါခွင့်ရပါလိမ့်မယ် မဲပေးရမှာလိုအပ်တော့မဲ့လိုအပ်မဲ့အထောက်ထားတွေယူသွားပါဥပမာဆိုလို့ရှိရင်မှတ်ပုံတင်မဲစင်တာရှင်တက်တေကန်လက်မှတ်မဲစပိတ်စာအစရှိသေးလို့အဲ့ဒါမျိုးကိုတခုခုတော့ယူသွားပါဒါမှ ကိုဟာမဲပေးပိုင်ခွင့်ရှိတယ်ဆိုတာဟာထင်ရှားအောင်လို့ပါမဲပေးတဲ့အခါပြည်သူ့လွှတ်တော်အမျိုးသားလွှတ်တော်တိုင်းဒေသကြီးဒါမှမဟုတ်ပြည်နယ်လွှတ်တော်ဆိုပြီးတော့၃နေရာအတွက်၃ချိန်ပေးရပါလိမ့်မယ်တချို့လူတွေကြတော့တိုင်းသား ကိုယ်စလဲအတွက်လည်းမဲပေးပိုင်ခွင့်ရှိပါတယ်အဲ့တော့တချို့ကြလို့ရှိရင်၄ချိန်ဥက္ကို၄ရောက်အတွက်မဲပေးရမှာဖြစ်ပါတယ်မဲပဲမဲမဖြစ်အောင်လို့ဂရုစိုက်ပါမဲလက်မှတ်တွင်အစွမ်းအထင်းမပါပါမဲရုံမှုလက်မှတ်ပါပါမယ်ကော်မရှင်တစိ့တုံးပါပါမယ်အဲ့ဒါမှာမဲကနေပြီးတော့တည်ဝင် ဖြစ်မှာပါနှုတ်လို့ရှိရင်မဲအပေမဲဖြစ်သွားပါလိမ့်မယ်နောက်ပြီးတော့မဲပေးတဲ့ဟာလည်းမှားမှာပေါ့နော်ကိုပေးပေးခြင်းနဲ့အဖွဲ့အစည်းရဲ့ အကွက်ပေါ်မှာမှမှန်ကန်ကန်မဲဖို့လည်းအရေးကြီးပါတယ်မဲပေးဖို့လည်းအရေးကြီးပါတယ်နောက်ကြတဲ့ဆင်ကျွန်တော်တို့ဒီဟာလေးကိုလုပ်ပြပါမယ်မဲပေးတဲ့နေရာမှာတခုခုမှားသွားလို့ရှိရင်မဲလက်မှတ်နောက်ထပ်တစ်ခုထပ်ပြီးတော့သွားပြီးတော့တောင်းလို့ရပါတယ်အဲ့ဒီဟာကိုမပူပါနဲ့ရဲဝင်ဝင်နဲ့သွားပြီးတော့တောင်းပါရပိုင်ခွင့်ရှိပါတယ်မဲပေးတာရှုံ့ဝှက်မဲပေးတဲ့စနစ်ဖြစ်ပါတယ်ဘယ်သူကမှလာကြည့်ခွင့်မရှိပါဘူး CCTV ဗီဒီယိုဓာတ်ပုံလည်းမတတ်ထားပါဘူး ကိုဘယ်သူ့ကိုမဲပေးသွားတယ်ဆိုတော့ဘယ်သူမှမသိနိုင်ပါဘူးမဲရုံကလူတွေကဘယ်သူပဲဖွဲ့စည်းကိုမဲပေးပါလို့လည်းပြောပိုင်ခွင့်မရှိပါဘူးအဲ့ဒါဥပဒေကိုချိုးဖောက်ရရောက်ပါတယ်အဲ့တော့သူတို့ပြောတာလည်းနားထောင်မှုမလိုပါဘူးကိုတိုင်းမဲမပေးနိုင်လို့ရှိရင်မတန်ဆွမ်းနေမကောင်းအသက်ကြီးအကူကြီးတယောက်ခေါ်သွားပြီးတော့မဲပေးပိုင်ခွင့်ရှိပါတယ်အဲ့တော့အဲ့ဒါကိုလည်းစစောစောလေးကနေပြီးတော့စီစဉ်ထားပါမဲစင်းထဲမှာမပိုင်လှဲ့မပြန်ပါနဲ့ပြဿနာမရှာပါနဲ့ တာဝန်ရှိတဲ့လူမဲယုံမှုနဲ့တွေ့ပြီးတော့အကျိုးအကြောင်းပြောပြပါတတ်တတ်နိုင်သမျှပြေလည်အောင်လို့ဖြည့်ရှင်းဖို့ကြိုးစားပါမဲသွားပြီးတဲ့အခါပါတီအဖွဲ့အစည်းရဲ့အထင်အမှန်တစိုက်တွေဝစ်ဆင်ယူဆောင်မသွားပါနဲ့အိုးထုတ်တီရှာ့တစိုက်အလံနှစ်ဖူးစီစသည်ဖြင့်အဲ့ဒီအားလုံးဒါရီယာယူဆောင်သွားခွင့်မရှိပါဘူးကိုယ့်ရဲ့ပါတီကိုပဲထိခိုက်ပါလိမ့်မယ်အဲ့တော့ဒါကိုသတိပြုပြီးတော့အားလုံးလုပ်သွားကြပါရိုးရိုးတာမအဝိစားနဲ့ပဲသွားပါ မဲယူတက်တာကိုစိတ်ဝင်စားလို့ရှင်စောင့်ကြည့်လို့ရပါတယ်။ဟိုကိုမဲယူမှာဘယ်သူနိုင်လဲဆိုတာကိုနားဆွင့်ထားပါ။နောက်ပြီးတော့တညညတညလုံးစောင့်ပြီးတော့နားထောင်ရတယ်ဆိုရင်လည်းပြောစရာကောင်းပါတယ်။ကိုယ့်ရဲ့အပေါင်းဖော်ရင်းနဲ့အေးအေးဆေးဆေးတည်တည်ငြိမ်ငြိမ်နဲ့နားထောင်ကြပါ။ကိုယ့်ဘက်ကနိုင်လို့ရှင်လည်းတိတ်ပြီးတော့အိုးအတော်လင်းဖြစ်အောင်မလွတ်ပါနဲ့။ကံကောင်းအကြောင်းမလှလို့ကိုယ့်ဘက်ကရှုံးလို့ရှင်နဲ့အိန္ဒိယရဲ့အနေနဲ့ရင်ဆိုင်ပါ။ အဖွဲ့ချုပ်အဖွဲ့ဝင်များအနေနဲ့မဲဆန္ဒရှင်များမဲပေးနိုင်ရေးအတွက်အကူအညီပေးကြပါဒီလိုအကူအညီပေးတဲ့နေရာမှာဆက်ရှင်နဲ့အောင်မဲပေးပိုင်ခွင့်မရှိတဲ့လူငယ်တွေကလည်းကူညီလို့ရပါတယ်။ညီမျိုးမင်းနဲ့ကူညီလို့ရပါတယ်။တခြားလူတွေမဲပေးဖို့ဆော်ဩတာ၊မဲယုံသွားဖို့အတွက်ကူညီပေးတာ၊ဒါမှမဟုတ်အိမ်ဆောင်ပေးတာ၊ညီမျိုးမျိုးနဲ့ကူညီပါ။နောက်ပြီးတော့လည်းမဲယုံနဲ့ပတ်သက်လို့ဥပမာရှင်တချို့ကမသိလို့အဖွဲ့ချုပ်တစိတ်တို့တခြားပါတီအထင်မှတို့ဝက်သွားတယ်စဉ်းစားရတယ်ဆိုလို့ရှိရင် ဒါတွေလုတ်ပိုင်ခွင့်မရှိဘူးဆိုတာကိုလည်းသတိပေးပါဒီလိုနည်းမျိုးမျိုးနဲ့ရွေးကောက်ပွဲအောင်မြင်အတွက်မဲပေးပိုင်ခွင့်မရှိတဲ့ session နဲ့အောက်တယ်မဟုတ်ဘူးအကြောင်းမျိုးမျိုးကြောင့် session နဲ့အထက်ဖြစ်ပြီးတော့ဥပမာမဲဆင်းမှာမပါလို့ပေါ့နော်မဲပေးပိုင်ခွင့်မရှိတဲ့နိုင်ငံသူနိုင်ငံသားများလည်းဒီရွေးကောက်ပွဲဖွင့်စဉ်ဖြစ်စဉ်ကြီးမှာပါဝင်လို့ရပါတယ်အရေးကြီးတာကဒီရွေးကောက်ပွဲနေ့ဟာတည်တည်ငြိမ်ငြိမ်အေးအေးချမ်းချမ်းဖြစ်ဖို့ပဲအဲ့တော့ဘယ်လူကပဲရန်စရန်စပြည်သူတွေကထင်းထင်းသိမ်းသိမ်းနဲ့နေကြပါတချို့က အကြောင်းအကြောင်းကြောင့်သူတို့အကြောင်းအကြောင်းကြောင့်ရုံရုံဆက်ကဖြစ်စေခြင်းတဲ့ပုံကိုယ်တွေလည်းရှိနိုင်ပါတယ်အဲ့ဒါလေးကိုအထူးသတိပေးပါတတိထားပါကိုယ့်အချင်းချင်းကိုလည်းသတိပေးကြပါဒီလူတွေကိုသတိထားရမယ်ဆိုတာဒီရွေးကောက်ပွဲအောင်မြင်ခြင်းဆိုတာကျမနိုင်ငံရဲ့အမနာကအတွက်အများကြီးအရေးကြီးပါတယ်ကျမတို့နိုင်ငံသူနိုင်ငံသားဝိုင်းလုံးမှာကျမတို့နိုင်ငံအနာဂတ်အတွက်စိတ်ချရမှာပါရွေးကောက်ပွဲနေ့မှာအောင်မြင်ဖို့အတွက်ပြည်သူပြည်သားများအားလုံးကိုရောစိတ်ပါအင်အားပြေဝစွာနဲ့ ကုညီမစပါဝင်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပို့လိုက်ပါတယ်။ကိုလိုလားတဲ့ပါတီကိုဒစိမ့်နှိပ်ပြီးတော့မဲပေးလို့ရပါတယ်။အဲ့တော့ဒစိမ့်နှိပ်ပြီးတော့မဲပေးနိုင်တဲ့နေရာနှစ်နေရာရှိပါတယ်။တစ်ခုကတော့အဖွဲ့ရဲ့တင်ဂေတရှိတဲ့နေရာတစ်ခုကတော့အဲ့တင်ဂေတဘေးကအဖြူဘွက်ဖြစ်ပါတယ်။အဲ့ဒီတော့ဥမာအဖြစ်ဆိုလို့ရှိရင်မဲပေးတဲ့အခါမှာတေးကြအောင်လို့ကိုလိုချင်တဲ့အကွက်ထွဲဝင်အောင်တေးကြအောင်လို့ ီလိုဒစိတ်ကလေးကိုကင်ပြီးတော့ဒီလိုဖိချလိုက်ပါအဲ့ဒီလဲဆိုလို့ရှိရင်เนาะအဲ့လိုဖိချလိုက်ရင်သေးသေးချာချာဝင်มาပါအခုဒီမှာတွေ့တဲ့အတိုင်းပဲဒစိတ်ပေါ်မှာဝင် energy ဒစိတ်ပေါ်မှာဒီကရွက်ောက်ပွဲဒစိတ်ကရောက်နေတဲ့အခါကျတော့ဒါဟာတရားဝင်มาလေဒါ energy ကိုမဲပေးပါရောက်ပါတယ်ဒါနဲ့ရွက်ောက်ပွဲဒစိတ်ကစောင်းနေရင်လည်းရပါတယ် တဲ့တဲ့ဖြစ်ဖို့မလိုပါဘူးပြောင်းပြန်ဖြစ်ရင်လည်းရပါတယ်ဒီအကွက်ထဲမှာလည်းနှိပ်လို့ရပါတယ်ဒီအကွက်ထဲမှာနှိပ်တယ်ဆိုရင်လည်းဒီလိုပဲပေါ့နော်တတိလေးထားပြီးတော့ဒီလိုဖြစ်ချလိုက်ပါဒီအကွက်ထဲမှာဝင်ပါတယ်စောင်းနေပါတယ်ရပါတယ်တရားဝင်ပါတယ်အထဲမှာဝင်ဖို့ပဲအရေးကြီးပါတယ်အဲ့တော့ဒီနှစ်နေရာဟာဟိုဒစိမ့်နှိပ်ပိုင်ခွင့်ရှိတဲ့နေရာပါဒီနှစ်ခုစလုံးဟာအဲတရားဝင်နေမင်းဖြစ်ပါတယ်ပင်မင်းမဟုတ်ပါဘူးတစ်ခါပဲတော့နှိပ်ရမယ်နော် တဏှာဆုံးကလည်းမနှိမ့်ရဘူးတဏှာပဲနှိမ့်ရမယ်အသေးကြအောင်လို့နောက်ထပ်ထပ်ပြမယ်ဒီမှာနှိမ့်တာဒါလည်းတရားဝင်ပါတယ်ဒီလိုအလံပေါ်မှာမနှိမ့်ဖဲနဲ့ဒီဘေးကအကွက်ထဲမှာနှိမ့်တာလေတရားဝင်ပါတယ်နောက်ခုစလုံးတရားဝင်ပါတယ် အပြောင်းပြန်ဖြစ်နေရင်လည်းကိစ္စမရှိပါဘူးဘေးစောင်းနေလို့ရှိရင်လည်းကိစ္စမရှိပါဘူးဝင်လို့ရှိရင်ပြေရောဒါမဲ့ဒီဟာကြလို့ရှိရင်တော့ပယ်မဲဖြစ်ပါတယ်နှစ်နေရာမှာလုထားလို့ပယ်မဲဖြစ်ပါတယ်တနေရာပဲဖြစ်ရမယ်ဒီနေရာဒါမှမဟုတ်ဒီနေရာအဲ့တော့ပယ်မဲမဖြစ်အောင်အထူးစူးစမ်းကြပါနှမျောစရာကြီးကိုအားလုံးနောက်ဆုံးအချိန်မှမှန်ကန်ကန်လုပြီးမှဒီလိုလုပ်လိုက်လို့ပယ်မဲဖြစ်ရတယ်ဆိုရင်အင်တာမဝင်နေစရာကောင်းပါပါ အားလုံးကိုကြိုက်တဲ့ပါတီနိုင်ရေးအတွက်လုပ်ပေးနိုင်ကြပါစေ။